မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေ။မိတ်ဆွေများအားလုံးကိုစိတ်နှစ်ပါးချမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါရစေ။ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းအလေးနဲ့ဆန္ဒပြုပါရစေ။ဒီနေ့တော့ဆ iam မဂျူးရဲ့ဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြခြင်းပါရစေ။ဝတ္ထုလေးရဲ့နာမည်ကမြစ်ပြင်ပေါ်မှာတဲ့။နားထောင်ကြည့်ပါဦးနော်။မြစ်ပြင်ပေါ်မှာ ကျမရေကူးတင်နဲ့တက်မီဟုကြီးညာလိုက်သောအခါကျမတငယ်ချင်းများကအံ့ဩစွာရေမောရာက စနောက်လှောင်ပြောင်ကြသည် ရေကူးပစုံဝစ်ပြီးရှိုးပြခြင်းလို့ဟုကျမတို့သူတို့သတ်မှတ်ကြ၏လူတယောက်ဟာရေကူးတက်ဖို့တော့လိုတာပေါ့ကျမဤတုံ့ပြန်ချိန်ပါမှုကိုသူတို့လှစ်လျူရှုခဲ့ကြသည်တိုးတော့ကျမဤရေကူးတင်နှန်းချိန်များတွင် ကျမနှင့်အတူနက်နက်အစောထပြီးအဖို့အဖြစ်လိုက်ပါအားပေးခဲ့ကြပါသည် တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးပြီးနောက်ကျမတဖြည်းဖြည်းရေကူးကျွမ်းကျင်သူဖြစ်လာသည့်အခါသူတို့ဤစားနှောက်မှုများတဖြည်းဖြည်းကျေပါသွားသည်ထို့နောက်ကျမ အတန်းလိုက်ရေကူးချန်ပီယံထို့မှတဆင့်မေဂျာလိုက်ရေကူးချန်ပီယံဘဝသို့ရောက်လာ၏ထို့အခါသူတို့အားလုံးကျမအားတအံ့တအောအလေးနဲ့ထလာခဲ့ကြတော့သည်ရေကူးကျွမ်းကျင်သူဘဝရောက်ဖို့တကယ်တော့၅နှစ်တည်တည်ကြာမြင်ခဲ့ပါသည်ထို့နောက် ကျမ၏ရေကူးချန်ပီယံဘဝအင်တာဗျူးများစတင်ခဲ့တော့သည်။အမ်နင်းဟာလေအခုမှပဲနာမည်နဲ့လိုက်သွားတော့တယ်။တကယ်တော့ကျမအားဤစကားဖြင့်တို့မကြာခဏရှုံချအပြစ်တင်ခဲ့ပေါင်းများလှပါပြီ။ကျမသည်အံ့ဩစရာကြောင်းစီစီတတ္တဝါဖြစ်တို့မကြာခဏမြင်ခဲ့ကြသည်။ပြောစမ်းမောင်အံ့ရဲ့ဘလို့ဖြစ်ပြီးတော့ရေကူးဖို့စိတ်ကူးပေါ်လာခဲ့ရတာလဲ။ ဤမိခွန်းသည်သူတို့အတွက်တာမန်မိခွန်းဖြစ်တော်လေ။ကျမအတွက်တော့ထူးခြားစွာခံစားရသည့်မိခွန်းဖြစ်သည်။ထိုမိခွန်းသည်ကျမအားသူတို့မိခဲ့သည်။နင်းတဲ့သူနဲ့ဘာဖြစ်လို့ကွဲသွားတာလဲဟုသည့်မိခွန်းလိုပင်အဖြေရခဲ့သည်ဖြစ်၏။ကျမခက်ခက်ဟဲရည်လိုက်မိသည်သည်ထင်သည်။ငါအဖြေကြရင်နင်းတို့ရည်ကြမှာပဲဟာ။တကယ်လဲအဖြစ်အပျက်ကရည်စရာကောင်းသည်။သို့တော်ဒါကလည်းရည်နိုင်သွားသည့်အချိန်မှဖြစ်သည်။ မရည်နိုင်သေးတဲ့အချိန်တွေတော့ငါကျမနာကျင်ခံရခက်စွာမျက်ရည်ကျခဲ့ရသည်မရည်ပါဘူးဟာဖြီးမသာဖြည့်စမ်းမှာကျမသည်အလေးအနက်စဉ်းစားပြီးနောက်တည်ကြည်သောမျက်နှာထားဖြစ်အောင်စူးစားအင်ဒရီဆဲလက်သူတို့ကိုဖြည့်ခဲ့သည်မိမတယောက်ဟာဘယ်ကိစ္စမှမစိုးကိုချီတော်ပေါ်ကိုရက်ဖို့အတွက်ရေကူးတတ်ဖို့လိုတယ်ကွာအဲ့ဒါကြောင့်ငါရေကူးတင်ခဲ့တာပေါ့ ထို့အဖြစ်ကြောင့်သူတို့အားလုံးဝိုင်းဆဲကြတော့အခါကျမဟဲ့ဟဲ့ပဲပဲရည်လိုက်ရတာအလွန်ပျော်စရာကောင်းပါသည် ကျမတို့ဤညောင်ဦးမျိုးသည်အေရီမြေကဘာပေါ်တွင်တည်ရှိသည်ဖြစ်တော်လေကျမရည်မကူးတတ်ခဲ့ပါ ရေကူးတင်မှုလည်းလုံးဝစိတ်ဝင်စားခဲ့ဘူးပါမြေကဘာမှာရေချိုးသည့်အမှုကိစ္စများနှင့်လေကျမအလွန်ဝေးကွာပါသည်။ကျမတို့အိမ်တွင်မြေရေကိုမော်တာဖြင့်စုပ်တင်ပြီးရေတိုင်ကြီးမှ ကြာသောရေကိုသုံးဆွဲကြသည်ဖြစ်ရာ ကျမတို့ဒီရေအတွက်အနည်းငယ်များပင်ပူပင်တော့ကမရောက်ခဲ့ရပါရေမကူးတတ်သောကျမသည်ရေလန်းခီးကိုတော့အလွန်ရင်ခုန်စွာမျက်မောခဲ့သူဖြစ်သည်ကျမကိုရန်းဆယ်တန်းចောင်းသူဘဝမှစ၍အရာရီမြစ်ကိုအထက်အောက်ဆုံဆန်းသွားလာခဲ့သည်တက္ကသိုလ်ရောက်တော့တငယ်ချင်းတွေနှင့်စု၍ခီးထွက်ကြသည့်အခါတိုင်းမော်တော်ဖြင့်မြစ်ကိုဖြတ်ရသည့်ခီးများကိုကျမစိတ်ဝင်စားခဲ့သည်ကျမသည် မြန်မာနိုင်ငံ၏မြစ်အတော်များများတွင်ခီးသွားခဲ့မှုပါသည်မန္တလေးမှမင်းကွန်းသို့အေယာရီမြစ်ကိုဖြတ်လျက်မော်တော်ဖြင့်ကူးသွားမှုသည်မန္တလေးမှ ပခုတ်ကူသို့အသွားတွင်ပရိမမှချင်းတွင်းမြစ်ကိုဖြတ်လျက်ခီးသွားမှုသည်ပခုတ်ကူမှညောင်ဦးသို့မော်တော်ဖြင့်အေယာရီမြစ်အတိုင်းပြန်လာမှုသည်မင်းဘူးမှမကွေးသို့အေယာရီမြစ်ကို မော်တော်ဖြင့်ဖြတ်ကူးမှုသည် စေတုတ္တရာမျိုးမှလျှောက်တော်အထိခလေဖြင့်မုံမြစ်ကိုစုံစင်းမှုသည်မော်လမြိုင်မှဖအံ့သို့တန်လွင်မြစ်ကြောင်းအတိုင်းမော်တော်စီမှုသည်ညောင်လေးပင်မတောင်းမှ ရွှေကျင်သို့စစ်တောင်းမြစ်ကိုဖြတ်လျက်မော်တော်စီမှုသည်ရွှေကျင်မျိုးမှလည်းရွှေကျင်ချောင်းအတိုင်းလှေစီမှုသည်မြိတ်မှရန်ကုန်သို့ပင်နေရေးပြင်အတိုင်းတင်မောဖြင့်ခီးသွားမှုသည်ထိုရေချောင်းခီးများတွင် အမြဲတမ်း ်ပျော်ရွှင်ကြည်နူးရသည်ကြီးတော်မဟုတ်တခါတရံရေကြီးသည့်အချိန်လေထန်သည့်အချိန်တို့တွင်ခိုင်းကြည်ပြီးခလေလူးလွန့်တင်းဆောင်သည့်အဖြစ်များလည်းမကြခဏကြုံရဘူးသည်ရေမကူးတတ်ပါပဲနှင့်ခလေမော်တော်တင်းမောစီးပြီးဆိုကြတဲ့ကအနေနဲ့အများတော်စွန်စားရသည်ကြီးပင်ဖြစ်သည်စွန်စားနိုင်သည့်စိတ်မရှိပဲမော်တော်ပေါ်မှာစိတ်ချလက်ချထိုင်လိုက်ပါဘူးမဖြစ်နိုင်ပါဘူး ကျမအမှတ်မိဆုံးထိတ်လန့်စရာရေချောင်းခီးနှစ်ခုမှာတန်လျင်မရန်ကုန်အပြံတင်မော်ခီးနှင့်မင်းဘူးမမကွေးတို့အသွာကတို့မော်တော်ခီးများဖြစ်သည်ထိုခီးနှစ်ခုစလုံးသည်ဇူလိုင်ဩဂုတ်မိုးရသည်များဖြစ်ကြပြီးမိုးသည်ထန်စွာရာသွန်းချိန်များဖြစ်သည်လေကပြင်းထန်စွာတိုက်နေရာခီးတဲ့များသည်ဖျားစာရွတ်လျက်စိတ်တည်ငြိမ်အောင်ကြိုးစားနေကြရ၏တန်လျင်နှင့်ရန်ကုန်အကူတင်မော်ခီး၌ တင်မောဤကြီးမားခတ်ထဲမှုပေါ်အာကွေရနိုင်သေးတော်လေမင်းဘူးမှမကွေးအသွားကတို့မော်တော်ကလေးမှတေးသေးကလေးဖြစ်သည်မော်တော်ပေါ်မှာခီးတယ်တွေအများကြီးစုပြုံနေ၏မော်တော်ဘေးနယံမှာရေမျက်နှာပြင်နဲ့တထွာတာတာလောက်ပဲရှိတော်သည်အီယာဝရီသည်ဝါကောင်လာဤညနေ၄နာရီတွင်လှိုင်းလီအထံဆုံးလားကျမမသိနိုင်အဲ့ဒီနေ့ကတော့မော်တော်ကလေးသည် ်ဘုံကနေဘုံကနေရောက်လာတော့လှိုင်းများဖြင့်လွန်လူလျက်ကျမဤမျက်နှာမှာလဲလှိုင်းပက်သည့်ရေပန်းရေဖွားများဖြင့်ဆူရွှဲလျက်ရှိသည်ရောက်ချင်လှပါပြီဆိုမှအေယာရီမြစ်ပြင်ကလည်းမဆုံးနိုင်အောင်ကျေပြောလွန်လှသည်မော်တော်သည်လှိုင်းမြစ်နှင့်အတူတက်သွားပြီးလှိုင်းပြန်ကြသည်ကဤကနေနှိမ်စင်းရင်ရင်သွား၏မြစ်လေသို့ခတ်ဆောင်ဆောင်ဖြတ်တန်းရောက်ရှိသောအခါခိုဘက်ကန်းနှင့်လေဝေးဒီဘက်ကန်းနှင့်လေဝေးกว่าလျက် ကျမရင်တထိတ်ထိတ်ခုံကကြောက်လန့်လာသည်မင်းဘုဘကံမှစကိန်တဲ့ဖျားသည်မွေးရီမူးဆက်များဤကာစီမှုကြောင့်မှုံဝါးဝါးသာအရေးထင်နေသလိုမခွေးဘက်ကံစီမှမြတ်တလွန်ဖျားသည်လေမိုးဆက်ကလကဖြင့်မှုံဝါးဝါးသာတည်ရှိသည်ကံဆိုးလင်တော့မော်တော်မှောက်မှာပဲဟုကျမစိတ်ဒုံဒုံချတာဖျားကူတာအာယုံပြုလျက်မျက်စိမှိတ်ထားခဲ့ရသည် ထို့သောအထိတ်တလန့်ခီးများမကြာခဏရင်ဆိုင်ဖြတ်ကျော်ခဲ့ရတော့လေကျမရေကူးတတ်မှဖြစ်မည်ဟုသောအတွေးမပေါ်ခဲ့ပြီကန္တာလည်းအမိကန္တာလည်းအဖဟုသောစကားကိုစိတ်ဖြင့်တဖွားဖွားရွတ်ဆိုရင်အန်တရဲ့အတွက်ကြိုတင်အသင့်ပြင်ထားခဲ့သည်ကန်းသူဆိုက်ရောက်ပြီးကန်းပေါ်သို့တက်လိုက်ရချိန်၌ရင်ထဲ၌ရှိနေသောလေးပြင်သည့်တောခဒုဒေကြီးရုတ်တရက်ကြာစင်းလွတ်မြောက်သွားကအယားယောင်မိရောက်သွားခဲ့၏ ထိတ်လန့်တုန်လှုပ်သောစွန့်စားမှုအန္တရာယ်ကိုကျွန်မချက်ချင်းမေးလျော့သွားသည်ထို့ကြောင့်လည်းနောက်ထပ်စွန့်စားမှုအတွက်ကိုရင်းဆိုင်ရန်အဆင်သင့်ဖြစ်နေတတ်၏ကျမအတွက်အထူးခြားဆုံးသောစိတ်ခံစားမှုကိုပေးသည့်ရေချောင်းခီးမှာညောင်ဦးကဘာပေးရှိကြောက်ကိုဥမြင်သို့ပကန်းအရာစိတ်ကမ်းမှ မော်တော်ဖြင့်တွားရသည့်ခီးပင်ဖြစ်သည်ထိုခီးသည် ကျမဘဝတွင် ဘယ်တော့မှမေးပြောက်ရေမရနိုင်တော့မီ ရေလန်ခီးတစ်ခုဖြစ်နေတော့မီဇွန်လ၏ညနေခင်းတစ်ခုဖြစ်သဖြင့်အီယာရီမြေကြီးသည်ညင်တဆာပြုတ်နေပြီမိုးနေပါသောပကံညာဥဒေတာတွင်ဇွန်လသည်ပူပြင်း၆ွေ့စေဖြစ်၏သို့သောမိုးရိပ်လျိတ်တော်စင်စားပြုတ်ပြီတခါတခါမိုးသက်လေပြင်းများကြောင့်လှိုင်းထန်လေးထန်တတ်သောအချိန်ဖြစ်သည် ထိုနေ့ညနေကအီယာရီမြည်ရည်ပြင်၌လှိုင်းကြီးခဲ့သည်ညာဦးသူဖြစ်သည့်အတိုင်းကျမသည်အနေနဲ့အရရမှတငယ်ချင်းများမိဆွေများ ပကံတို့ဖျားဖူးလာတိုင်းပကံဖျားများတို့လိုက်ပို့ရှင်းပြပေးနေကြဖြစ်သည်တချို့ဧည့်သည်များကကျမတို့အိမ်တွင်တဲခိုသည်တချို့ဧည့်သည်များကတဲခိုကံများဟိုတယ်များတွင်တဲခိုသည်ဘာပဲဖြစ်ဖြစ်ကျမကတော့နေမြေကျွမ်းကျင်သူဖြစ်သည့်အလျောက် တာမန်ဖျားဖူးခီးတဲ့များအရောက်နေသည့်ဖျားများအထိစိတ်ဝင်စားသူရှိကလိုက်လံပြသပေးခဲ့ပါသည်။မင်းနံသူရွာကတရုတ်ပြည်မင်းတည်ထားသောဖျားမအစပြု၍တန်ပူလာဟုအမည်တွင်သောဖျားနှင့်ဖျားသုံးစုစသည့်အထိ ထို့ပြင်ရွာဟောင်းကြီးတဝိုင်းမှလူသည့်နေသောဖျားများတိရိပစ္ဆယရွာဤအစွန်ရှိဖျားများထိုရက်ကတော့ ကျမလိုက်ဖို့ရှင်းပြပေးရသည့်ဧည့်သည်မှာကျမ၏ချစ်သူဖြစ်နေသည် ထို့ကြောင့်သူသွားခြင်းသည်ဖခင်များတို့မြင်းလှဲဖြင့်တမျိုး စပိန်ဖြင့်တမျိုးကျမလိုက်ပြခဲ့ပါသည် သူကညောင်ဦးဘက်ကဖခင်များကိုရောက်ဖူးခြင်းသည်ဟုအဆိုပြုလာသည်ညောင်ဦးဖခင်များအနက်ဖခင်ဖူးများရောက်နေကြမှာရွှေစည်းကုံဖခင်သာဖြစ်သည် သူကတော့တကြမှုနီကုန်းတော်ကြီးဖခင်ကြောက်ခုဥပင်တို့ရောက်ခြင်းသည်ဟုဆိုပါသည် ူပြောသည့်ဖျားများသည်ညောင်ကဘာနာတွင်စီတန်းလျက်တည်ရှိသဖြင့်ထို့ပြင်ကားလမ်းဖြင့်သွားဖို့လည်းခက်ခဲလာသဖြင့်ကျမကရေလမ်းကိုရွေးချယ်စီပါသည်ဆက်တက်မော်တော်လေးတစ်စင်းငှားပြီးကျမနှင့်မြို့ကန်တငယ်ချင်းတယောက်အဖို့ခေါ်ကသူ့ကိုစိတ်ပါလက်ပါကျမလိုက်ပို့ပေးခဲ့သည် သူကသမိုင်းအထီးကားဖြင့်ကြောင်းတက်နေသည့်ဝိဆာကြောင့်သာကျမကယူပပေတာအထီးကားဖြင့်ကြောင်းတက်နေသည့်သိပ္ပံကြောင့်သူ သို့သောရှီဟောင်းပကံဖျားများအကြောင်းပြောဆိုဆွေးနွေးရတယ်နော်ကျမနှစ်သူအသိပညာနဲ့စိတ်ဝင်စားမှုချင်းတော်တော်နှိဆက်စွာဖလင်နိုင်ကြပါသည်မော်တော်ပေါ်တွင်ဖျားတွေအကြောင်းဘရင်တွေအကြောင်းရောက်တက်ရရပြောဆိုရင် သူနှစ်ကျမတလှည့်စီတပ်ပုံရိုက်လျက်ပျော်ရွှင်ခဲ့ကြသည်သူကတောင်တက်တောင်စင်လွဲကူရန်ဟုအကြောင်းပြလျက်အနှစ်ရောင်ဂျင်းမောင်းမီကိုဝှစ်ထားပြီးပေါင်းပြီးအနာကိုခြေတလုံးထိပင့်တင်ထားပါသည် သူအင်ကြီးကနေပူတန်းလေတန်းခန့်နိုင်မြိခက်ကြမ်းကြမ်းချီတဲ့အပြာနုရောင်လက်ရှိဖြစ်ကြောင်းကျွန်မမှတ်မိသည်။ကျောင်းမှာသူ့ကိုပစိုးဖြင့်လက်ကောင်အင်ကြီးဖြူဆွဆွဖြင့်မြင်နေကြကျွန်မမှာယခုလိုအကျန်းတဲ့အဝတ်အစားများဖြင့်မြင်တွေ့ရတော့အနည်းငယ်အံ့ဩသလိုတော့ရှိတာ။အဝတ်အစားကြောင့်အနေအထားပြောင်းတက်သလားတော့မသိ။သူ၏နူးညံ့သိမ်မွေသောဟန်များနေရာတွင်မကြောကြောစိတ်ခက်ဆက်ဆက်ဟန်များရောက်လာသည်ဟုကျွန်မထင်မိသည်။ ကန်းစမ်းမှမော်တော်ကိုရက်လျက်တဲချောင်းကလေးရှိရာသို့ကုန်းမြင့်စင်ကြီးလျှော်တိုင်းကျမတို့ဖြတ်သွားရသည်ရေမရှိသောတဲချောင်းကလေးကိုရောက်တော့ထိုသေးပြင်းများအတိုင်းချောင်းတလျှောက်ခီးဆက်ကြရသည်ဘေးပေါဝင်ခြင်းသည်ငှက်မြေတံမြင်မကြားရအောင် တိတ်ဆိတ်လျက်ချောင်းရိုးတစ်ဖက်တစ်ချက်ရှိသစ်ပင်များထံမှတိရွဲ့စင်းရနတ်ဆူဆူကိုအားရပါရရှူဆိုင်လျက်ကျမတို့ရီမောတံများသည် တောင်ကပြန်များအထိလွင့်ပြန်နေခဲ့ပူပါသည်ဥမင်မအပြန်တွင်ကုန်းတော်ကြီးဖျားအနီး၌မော်တော်ကိုခဏရက်စီပြီးကျမတို့ဖျားရှိရာကုန်းမြေစီသို့တက်ကြရပြန်သည်နေမြေမကျွမ်းကျင်သောကြောင့်မကြခဏဆူးဆူးလျက်တအားအားအော်နေခဲ့ရသည်သူ့ကိုကြည့်ဟာကျမတငယ်ချင်းရီမောနိုင်ခဲ့တော်လဲကျမကမရီမောရက်ပါယူဝဖနက်ကိုဘလို့လို့စီးထားလို့ဆူဆူရတာလေဖနက်ကအထူကြီးကိုဘာလဲ ခြေတော့ကိုတဆောင်းကြီးထားပြီးဖက်နှက်စည်းသလားသူ့ခြေတော့မှာစူးနေသည့်ထနောင်းစူးနေကနေရစူးကိုကျမမကြာခဏနှုတ်ပြရ၏ကနေရစူးစူးရင်ကနေရရွက်ကိုကြိတ်ပြီးအုံရတဲ့ကိုမိုးရဲ့လာလာကိုလှုပ်ပြီးမင်းကျမကကနေရရွက်ကိုကြိတ်ပြီးသူ့ခြေပေါ်အားဆောင်းမှတင်တော့သူ့ရီမောကငင်းရန်ဟန့်ပြင်းသည်အံ့ရထားလိုက်စမ်းမှခဏနေပြောက်သွားမှာပါနေလောက်ခါမှနေအရွက်တရားပိုးမွားတွေပါဒီငါအနာနဲ့ဝင်းကုံမမယ်ယူချောင်ချောင်နဲ့ သို့တော့ကျမတငယ်ချင်းကပါဝိုင်း၍ထောက်ခံပြီးတော့သူမတတ်တာသဖြင့်ငင်းခံခဲ့ရသည်နောက်တစ်ခါကျရင်ကို့နောက်ကနေကို့ခြေလမ်းတိုင်းလိုက်လှမ်းกว่าမဟုတ်ရင်စူးထက်စူးနေအောင်ပဲကြားလာသူချင်းချင်းနက်နက်ကောင်းညိတ်ငါသဘောတူခဲ့သည်အပြန်ခီးတွင်တခြားမှုနေဖျားသူအတော်လမ်း၌သူစူးမစူးမီကျမအရင်စူးစူးသွား၏ကျမကတော့စူးစူးတာရိုးနေပြီဟုသူမျက်နှာပေးဖြင့်အောင်အီးမျိုးသိခါနာကျင်မှုတင်းခံခဲ့ရသည် အဲ့ရငါပဲရှိရသွားမယ်နေငါနောက်ကပဲလိုက်သူကစိတ်မကောင်းဟန်ဖြင့်ရင်းရင်းညူညူပြောတော့ကျမကျန်နှဲစွာပြုံးနေခဲ့ပြီသည်ကျမတောင်ကုန်းမအစင်းတွင်ကြောက်စရစ်ခဲများဖြင့်ခြေချော်ကြလူနေနေဖြစ်နေသည်ကိုယခုထိကျမသတိရနေသည်သည် ကိုမိုးရှိရဖဲ့နော်ကိုချော်ကြလိုက်ရို့တိုင်းပြီပြီနေအောင်လို့လဲကြသွားလိမ့်မယ်ဖဲ့ငါရှိရခံထားတော့နေအကြတတ်တာတော့ဟာ ငါတမင်နေရှင်ကနေပြီးတာအံ့ရဲ့ရဲရဲသာဆင်ခဲ့ငါရှိတယ်ထိုအခါကျမစိတ်ချင်သူချမ်းမြေ့သွားတော့လေသူမသိအောင်ဟန်ဆောင်ကျင်သေးဤဟာဟာလုံးဝမယုံဘူးနော်စိတ်ချလက်ချချေချောကြတော့ရင်ယူရဘေးကိုချက်ချင်းရှောင်ပြစ်လိုက်မှာမဟုတ်လားယိုးနေပြီဒါမျိုးယိုးနေပြီကျမတို့တဟာဟာရီမောခဲ့ကြသည်ကျမချေချောမကြခဲ့ပါထို့ကြောင့်သူကျမကိုစီး၍မဖမ်းမင်း ဘေးရှောင်တိမ်ပြစ်မီမပြစ်မီကိုကျမမသိနိုင်ခဲ့ပါအပြန်ခီးတွင်မော်တော်သည် ကျမအားစိုးရင်တော့ကရောက်ဖန်တီးပေးလိုက်ပါသည်။ဟိုဘဲဒီဘက်ကတောင်ကပရံများမိုးရေတိုက်စားသောကြောင့်တောင်လိုက်ခွဲပြတ်နေသောမြေလွှာများ၊လှိုင်ကောင်းသပွဲဖြစ်နေသော လူတကိုဝင်သားစရာကူများစသည်တို့ကျမတို့ငေးမောလျက်မြစ်ပြင်ကိုဖြတ်တိုက်လာသောကြမ်းတမ်းသည့်လေကိုမျက်နှာမော့ခံယူလျက် ော်တော်ဆက်တန်ကိုနားထောင်လျက်ကျမတို့စကားတခွန်းစနှခွန်းစပြောလာကြသည် ထို့နောက်သူကမော်တော်ဥပိုင်းတွင်သွားထိုင်ပြီးဟုကျမနှင့်ခွဲခွာလာမော်တော်ဥကျော်နားရှိပညာတန်တစ်ခု၌ဝင်းထိုင်သည်ထို့နောက်ရေပြင်ထဲသို့လက်နှိုက်ထဲ့ကသူမျက်နှာသို့တိုက်ခတ်တော်လေးကိုတဲ့တဲ့ရင်ဆိုင်လျက်လိုက်ပါလာသည်ထို့အချိန်မှပင် မော်တော်ဆက်တန်ရုတ်တရက်ရပ်သွားခြင်းဖြစ်သည် သူကခေါင်းထောင်ကြီးက ဘာဖြစ်တာလဲဟုလှမ်းမိသည်ဆက်ရက်သွားတာမချောင်ဟုကိုခဏလေးပါမော်တော်မလူသမားလေးနှစ်ယောက်ဆက်ပြန့်နှုတ်ကိုစ조사အစင်မှာလေဒီမော်တော်ကိုအရှိန်ပြင်းစွာတိုက်ခတ်လျက်ရှိသည်ရေလှိုင်းတို့သည်ရေလဲတွင်ငြိမ်သက်သွားသောမော်တော်အားဝန်းကနေဝန်းကနေလာ၍တွန်းတိုက်လေသည်မော်တော်သည်ကမ်းနှင့်နီးနီးအနေထားမှတဖြည်းဖြည်းခြာလေလေကမြစ်လေသို့ရောက်သွားလေသည်ရေလှိုင်းတို့သည်မော်တော်အား အလျားလိုက်တွန်းလှိမ့်နေသောကြောင့်မော်တော်ကဟိုဘက်တီးပဲရိမ့်ရိုင်ကဖလိုင်းအတိုင်းနှိမ်စင်လိုက် မြင့်တက်လိုက်ဖြစ်လာသည်ကျမတို့မကြောက်သလိုဟန်ဆောင်ရေးပြုံးနေရတော့လေရင်ထဲမှာတဒိဒိခုံကစိုးရင်ပူပန်လာပြီဖလိုင်းတစ်ချက်ပုတ်လိုက်ရုံနဲ့မော်တော်တိတ်မှောက်သွားနိုင်သည်ကျမ၏တငယ်ချင်းကရေအနေအပါကူထက်သည်ကျမကတော့ရေထဲရောက်သွားရင်ပလုံကနေမြုပ်သွားဖို့အသိအချင်းကြမည်မထင်ပါဘူး ထို့အချိန်တွင်ကျမသည်အရာရီမြေရေလိုင်းများကိုတစိမ့်စိမ့်ပြန်လဲကြောက်ရွံ့စိတ်ဝင်လာသည်မြစ်ဆူဒီမှာအဝေးကကြည်လင်တာယာလှပ၏သူ့အပေါ်တွင်ဖြတ်တန်းသွားစဉ်ဆက်အခြေအနေရင်းအခြေအနေနှင့်လိုင်းအခြေအနေကောင်းလျင်စိမ့်ကြကြကြည်နူးရင်မှုစပွဲဖြစ်၏သို့သောရေကြီး၍လိုင်းလေထန်းနေစဉ်အခြေအနေ၌မော်တော်ဆက်ရက်သွားပါက မြင့်ဆိုဒီမှာအလွန်ကြောက်ရွံ့ထိတ်လန့်စရာအနေရတခုဖြစ်သည်။ဘာကြောင့်မှမသိထိုးသို့သောအခြေအနေတွင် ကျမသည်ယခင်ကကြုံမှုသမျှမြင့်ဤအန်ဒီရများနှင့် ကြားမှုသမျှမော်တော်သင်းမောတိတ်မှောက်ခြင်း အသက်သေဆုံးခြင်းဘေးဒုက္ခများဟုသာမြင်ရောင်ကြားရောင်လျက်ထိတ်လန့်လာပြီသည်။ဤထိတ်လန့်ခံစားချက်မျိုးကျမမကြာခဏခံစားခဲ့ရဘူးတော့လေ။တစ်ချိန်ပြီးတစ်ချိန်ကျမအတွက်အသက်ဖြစ်နေ၏။ ီတစ်ခါမှာတော့ကျမအတွေ့ကြောက်ရွံ့တုန်လှုပ်မှုအပြင်မြောက်လင်းချက်ကလေးတစ်ခုပါပိုလာသည်ကျမအနားတွင်ကျမချစ်သူရှိနေသားပဲဟုသောမြောက်လင်းချက်ကလေးဖြစ်သည်ထိုမြောက်လင်းချက်ကြောင့်ပင်ကျမသည် BNR နှင့်ရင်ဆိုင်နေလျက်ကစိတ်သက်သာရမှုလေးအနည်းငယ်ကိုပါခံစားနေရသည် သူကျမအနားမှာရှိသည် သူရေကူးတတ်သည် တခုခုအန်ဒရယ်ကြုံလင်သူသည်သူ့ချစ်သူအတွက်အသက်ကိုစွန်ရင်ဆိုင်လိမ့်မည် တချီတွင်ကြီးမားသောလှိုင်းတစ်ခုကကျမနှောက်ကြောစီမှာဝုန်းကနေခုန်တက်လာသည်မော်တော်သည်ကျမနှင့်အတူရှေ့ကိုငိုက်ကြလျက်တင်းဆောင်သွားပြီးရေလှိုင်းများမော်တော်ရဲ့ခုံးဝင်ကကျမကိုမှရေရွှဲဆူသွားပါသည် ကျမသည်အာကနေအော်ဟစ်လျက်မော်တော်ဝမ်းထဲသို့ဒူးထောက်လျက်ကျသွားသည်ရှီတန်တဲ့တဲ့ကြားရသဖြင့်ကျမမော့ကြည့်လိုက်တော့သူသည်ကျမရှိရာသို့ရိုင်ထိုးရိုင်ထိုးလှမ်းလာရင်းရီမောနေသည်ကိုမြင်လိုက်ရပါသည် ကြည်စံကျမကတေမလောက်ကြောင်းရွံ့နေသည့်အချိန်တွင် तू ကရီမောနေနိုင်တဲ့လားစွန့်စားရတာကြိုက်တယ်ဆိုအံ့ရင်အခုကြိုက်နိုင်သေးလားဒါ तू ရီမောစရာလား तू ကျမနာမဝင်းထိုင်ကကျမကိုဆွဲထူတော့ကျမသူ့ကိုစိမ့်စိမ့်ကြည့်မိသည် သူ့မျက်လုံးများတွင်စိုးရိမ်ပူပန်သည့်အရေးအယောင်လုံးဝမရှိပါကိုမိုးယူမချောက်ဘူးပေါ့ तू ကပခုံးတွန့်ဤမချောက်ပါဘူးမတော်မောင်ရင်ကန်းဆက်ကိုရေကူးသွားမှာပေါ့ မော်တော်အောက်မှာပြီမသွားဘူးပဲအရေးကြီးတာပါ။ဒါပေမဲ့ကိုရီမကူတတ်ဘူးလေ။သူအံ့ဩသလိုမျက်လုံးပြူသွား၏။တို့တော်ချက်ချင်းမြင်ပြုံးရီလိုက်သည်။ဘာမှမကြောက်ပါနဲ့မော်တော်ဘာမှမဖြစ်ပါဘူး။ဖြစ်ရင်လည်းပြင်ချက်တို့ဘာတို့တစ်ခုခုသာတွေ့ထားဘယ်တော့မှရေမနစ်ဘူး။ကြောက်လန့်တကြားဖြစ်နေရေနစ်တာတိလန့်အံ့။ထိုစဉ်ခနား၌ကျမစိတ်သက်သာရာရအောင်မေမော်တော်ဆက်တံကိုပြန်ကြလိုက်ရသည်မော်တော်ဆက်ဤစုညံသောအတံကိုဒီတခါတော့ ตายาหละดิหูเทมิดิเกดีมาเวญญญไถนี่เนาะอั่นမတော်သည်မြစ်လယ်မှာလှိုင်းတံဖြင့်လူလိမ့်နေရမှပြန်လဲတက်မဲ့သွားသည် ထို့နောက်ဆက်တံတတိတိဖြင့်ရေပေါ်မှာစတင်ပြေးလွှားစွာပြူလေသည်တစ်ချက်တစ်ချက်လှိုင်းတံကြောင့်ခုံခုံသွားသေးတော်လေမတော်သည်ရေပေါ်မှာသူ့လမ်းကြောင်းနဲ့သူပြေးလွှားလျက်ရှိသည်သူကကျမအနားမှာခွာဖို့ခြေလမ်းပြင်မြန်သည ကျွန်မသူ့လက်မောင်းဖြတ်ခနဲဖန်ဆွဲထားလိုက်။ကိုမိုးဒီနားမှာပဲနေ။ခတ်တိုးတိုးပြောတော့သူကကောင်းတစ်ချက်ကုတ်လိုက်သည်။မော်တော်ဘာမှမဖြစ်တော့ဘူးလေ။အခုပဲကန့်ကတ်တော့မှာ။သူ့မျက်နှာမှာစောစောကလည်းပူပင်ရိပ်မရှိ။အခုလည်းဒီအတိုင်းပဲဖြစ်သည်။ကိုမိုးတကယ်လို့မော်တော်မှောက်သွားပြီဆိုတော့ကိုမိုးဘာလုပ်မလဲ။ကျမခတ်တူးတူးမီးတော့သူကျမကိုငုံကြည့်ပြီးပြုံးသည်။ကန်းဆက်ကိုကူးပြေးမှာပေါ့အံ့ရဲ့ ျမရင်ထဲမှာကျင်ကနေနာသွားပါသည် ကို့မကယ်ပဲတယောက်တည်းခုပြေးမယ်ဟုတ်လားထိုအခါကျမသူကပြုံးရည်၍ကျမကိုနှစ်သိမ့်သည်ဟာအေး sorry အံ့ရငါနေရင်မကူတတ်တာမေ့သွားလို့ပါတကယ်ရင်နှစ်ပြီဆိုရင်နေ့ကငါတွေ့ပြီးခုပြေးမှာပါအခုစကားပြောနေချိန်မှာပင်ကျမရေမကူးတတ်ကြောင်သူမိနေပါကအသက်အန္တရာယ်နဲ့ရင်ဆိုင်ရသည့်အချိန်တွင်ကြောက်လန့်တကြသူပိုရေးမိမှသိကြပါသည် ကျမသူ့မျက်လုံးများကိုစစ်စစ်ဆက်ဆက်ကြည့်မိတော့ကျမမြင်တွေ့ကျင်သည့်လေးနက်မှုကျင်နာမှု အရေးတကြီးခီးဥဆိုင်မှုတို့လုံးဝမတွေ့ရပဲရှိနေသည်ကျမတွေ့ရသည်ကဘာကိုမှအလေးနက်မထားသည့်ပော့တန်သောအပြုံနှင့်ရီမောသည့်မျက်လုံးများသာဖြစ်သည်ကျမသည်ကျမချစ်သူအပေါ်ပထမဦးဆုံးအကြိမ်တန်တရားဝင်မိသည်ရုပ်ရှင်နှင့်ဝတ္ထုတွေထဲမှဇက်လိုက်မင်းသားကဇက်လိုက်မင်းသမီးကိုအသက်အန္တရာယ်ကြားမှတွားရောက်ရင်ဆိုင်က ကဲတင်ပေးသည့်အဖြစ်များကိုကျွန်မအလွန်အားကျနှစ်သက်ခဲ့ဘူးသည် Brian Adam E Erin the I do I do it for you တခြင်းကို ရင်ခုန်ကြည့်နူးစွာနားထောင်ခံစားခဲ့ဘူးသည်တကယ်အဖြစ်မှန်မှာတော့ကျွန်မအဲ့ဒီလိုမျှော်လင့်ရရနိုင်ပါမလားရင်နစ်တဲ့သူကိုစိန်ရေကူရတာလွယ်ပါမလားကိုမိုးရင်ကျမအလေးအနက်မေးမိတော့သူကပခုံးတွန့်ကြီးတိတ်တော့မလွယ်ဘူးအံ့ရဲ့ငါကလေးတယောက်ရင်နစ်တာကိုဆယ်ဘူးလေဟာ အရန်ပင်မန်းတာပဲငါဖြစ်ငါပါတေးပြီလို့အောင်းမိတာပဲနှိုင်းလုံးနေရကန်းနဲ့ဝေးအောင်တွန်းတွန်းပို့နေတာဟုတ်ဒါတော့နော်ကလေးရရှစ်နှစ်ကိုနှစ်အရွယ်ဗျဒါပေမဲ့ကမ်းမော်ရောက်တော့ငါတတိလေးလို့မတတ်မောနေပြီသူများအသက်ငယ်တယ်ဆိုတော့နာမည်တော့ကောင်းပါရဲ့အံ့ရဲ့လူကတော့တိတ်လူမျိုးပါပဲကျမသူ့ကိုမယုံသင့်ငါဖြင့်ကြည့်မိသည် ကိုရင်နဲ့ယူတကင်းဆဲမှလိုက်ရင်ဖြစ်ရလေအံ့လဲရင်နဲ့မှမဟုတ်ဘူး မော်တော်လည်းခုဘာမှဖြစ်တာမဟုတ်ဘူးဘာဒီလာမင်းနေတာလဲဟင်းအင်းအမေးတာဖြစ်ယူဆဲမှလားမဆဲဘူးလားသူမျက်မှောင်ကြုတ်ကရည်လေးသည်ဆဲဖို့အချိန်နေပြီးရင်ဆဲမှပေါ့အံ့ရဲ့ငါနဲ့နေနေအဝေးကြီးမှလည်းမဟုတ်ဘူးမော်တော်လူလီလူပစ္စည်းကြီးမျိုးနဲ့လည်းချားမနေဘူးနင့်ကိုလည်းမြင်နေရတယ်ဆိုရင်ငါဆဲမှပေါ့ဟာအချိန်ဒီမပြင်ဒီတိုင်းပြစ်ထားမှာပေါ့ဟုတ်လားကျမပြုံးဖို့ကြိုးစားလျက်မပြုံးနိုင်တော့ပဲအသက်မတုံအောင်သာကြိုးစားထိန်းချုပ်လိုက်ရသည် ယူဟာကို့အတွက်အသက်မဆွနိုင်ဘူးပေါ့သူဒီပထမတော့ရီမောတော့မလို့ပဲသို့တော့ကျမအားတန်းအတော်ကြည့်ပြီးနောက်မရီမောတော့ပဲခေါင်းတရံရံဖြစ်နေသည်အဲ့ဒီဒါတကယ်ဖြစ်နေတာမဟုတ်ဘူးလေအန်နင်လည်းဘာမှမဖြစ်ဘဲနဲ့ကျမဒီသူ့ကိုစူးစိုက်စွာကြည့်ရကရုတ်တရက်မျက်နှာလွှဲလိုက်မိသည်သို့တော့မော်တော်ဆက်ပြက်နေစဉ်တော့ကသူ့မျက်လုံးနဲ့ကျမမြင်လိုက်ပြီးပြီပဲအဖြစ်ကိုကျမသိပြီးပြီလေ ်သူဒီကျမအကြောင်းကိုအစဉ်သဖြင့်ခေါင်းထဲထည့်ထားသူမဟုတ်ကျမရေမကူးရပါလားဟုသတိရမိသူမဟုတ်ကျမအတွေ့သူ့ကိုယ်သူဆင်းရဲဒုက္ခအတွင်းသူအစဉ်သက်မိသူမဟုတ်ကျမလိုအပ်သမျှအရာရာကိုဖြည့်ဆည်းပေးဖို့လေးနဲ့သူမဟုတ်။နတ်မောင်တော်သူမြတ်ဝန်များသည်ရည်ရွှင်စရာကိုသာလိုက်ရှာနေမည်မျိုးလုံးမျိုး။အန္တရာယ်ကြုံလင်ကိုလွတ်ယုံပြည့်မည်မျိုးဝန်မျိုးပါ။သိကြပါသည်။သူသည်ကျမအတွက် အသက်ဆွတ်မိဟန်တစ်စက်မှမရှိပါ။အမ်ရင်းနစ်တဲ့အကြောင်းကြီးတွေးနေလုံးလား။သူကကျမ၏လက်ဖြားများကိုလူလစ်တွင် ဖြတ်ခနဲထွေးဆုပ်၍ခပ်ပြုံးပြုံးမိသည်။ကျမခေါင်းရမ်းကတစ်ချက်ရီမောမိသည်။ထို့နောက်သူ့လက်ထဲမှကျမလက်ကိုမတိမတာဖြည့်ယူလိုက်ရသည်။သူ့လက်အထည်တွင် ကျမဟိုယခင်ကလိုရင်ခုန်စွာမကြည့်နူးမိသည်မှာပါကြောင့်လေ။အန်ဒရယ်ကြုံတွေ့လဲရလို့ကျမဤ ကြောက်ရွံ့တုန်လှုပ်မှုကြောင့်များလားသူမဟုတ်သူ့အပေါ်တွင်ကျမယုံကြည်မှုကင်းမဲ့သွားလို့လားဒါဖြစ်ရောဖြစ်တဲ့မှာရဲ့လားမော်တော်ဆက်ရက်သွားရခြင်းလှိုင်းလီထံကမော်တော်ရိန်ထိုးလှုပ်ခါခြင်း၎င်းတို့သည်ကျမချစ်သူနှင့်ကျမအကြာရှိနှွေးထွေးချစ်ခင်မှုကိုအေးဆက်စိန်ကားအောင်ဘလောက်အထိအကျိုးတက်ရောက်စေနိုင်မှာပါလဲဟာဟာနောက်ဆုံးတော့ဘေးမတိရမခပဲပြန်ရောက်ပြီပေါ့ နင်တော့မသိဘူးငါဖြင့်စလိုက်တာအံ့ရကဘာမှရက်မိတော့ခါသူဒီပေါ်ပါရှင်ပြသွား၏ကျမဒီထုံပေပေချီလမ်းများဖြင့်မော်တော်မှဆင်းရန်ဟန်ပြမိသည်ကျမဒီဘာကိုမှမခံစားနိုင်သလိုဦးကြောင်ကြောင်ကြီးဖြစ်နေခဲ့၏သူကန်းဆက်ကိုခုံဆင်းပြီးနောက် ကျမခုံဆင်းရန် သူ့လက်ကိုကမ်းပေးလိုက်ပါသည်ဆော့ဆော့တုံးစီကသူ့လက်များကိုကျမအားကိုတကြီးဆုပ်ကန်ပြီး ်ဒုက္ခအားပေါ်ယုံကြည်စိတ်ချစွာခဏခဏဆင်းခဲ့မှုသည်ပျော်ရွှင်ကျဉ်းနူးခဲ့မှုသည်ကျဉ်းနှက်နှစ်သိမ့်ခဲ့မှုပါသည်ယခုခါသူ့လက်သည်ကျမအားမိသည်ခွန်အားကိုမှမပေးတော့ချေသို့တော်ထိုလက်ကိုပင်ဟန်မပြတ်ဆုပ်ကံ၍ကျမတဲပြင်ကန်ဆက်သို့ခုံဆင်းချလိုက်သည်ကျမရင်ထဲမှာအတွေးတစ်ခုလည်းရှိကျမရေကူးတင်မှဖြစ်မည် ထို့အဖြစ်ပြက်သည်ငါးနှစ်၆နှစ်တော့ကြာမြင့်ခဲ့ပါပြီ။ကျမနှင့်သူဝေးကွာကြနေကောင်းပြီဟု ကျမကပဲစတင်ဆုံးဖြတ်ခါကျမကပဲစတင်လန်းခွဲခဲ့၏။သူသည်ကျမ၏စိတ်ကိုနားမလည်နိုင်စွာဇဝေဇဝါဖြင့်ကြံ့ရစ်ခဲ့သည်။မာနကြီးလာသောသူသည် ကျမမျော်လင့်ထားသလိုကျမအားတောင်းပန်တိုးရှိုးခြင်းအတနာခံခြင်းလုံးဝမပြုလုပ်ခဲ့ပြီ။အံ့နေအပြောင်းလဲညံလာကြည်လား။ နင်ငါ့ကိုဘာအကြောင်းပြချက်နဲ့ထားခဲ့တာလဲငါ့ကိုပြောစမ်းမပြောစမ်းမအံ့ရဲ့သူဒီတစ်ပင်ပင်စီကိုဒေါသတကြီးလက်သည်ဖြင့်ထိုးလျက်ဘာကိုမှမယုံကြည်နိုင်သောလူတစ်ယောက်ဟန်ဖြင့်အခံရခက်စွာကြံ့ရခဲ့သည်ကျမသူ့ကိုဘာအကြောင်းပြချက်မှမပေးနိုင်ခဲ့ပါကျမပေးနိုင်သည့်အကြောင်းပြချက်ကိုသူနားလည်နိုင်မှာမဟုတ်သူလက်ခံနိုင်မှာလည်းမဟုတ်သူသာမဟုတ်အခြားဘယ်သူမှနားလည်လက်ခံနိုင်မည်မထင်ပါ ထို့ကြောင့်လဲကျမနဲ့သူကွဲကွာသားရသည့်အကြောင်းရင်းကိုဘယ်တငယ်ချင်းကိုမှကျမမပြောခဲ့ပါထို့ကြောင့်ကျမရေကူးတင်ခဲ့ရသည့်အကြောင်းရင်းကိုလည်းမိသူမှမသိပါယခုလိုကာလများစွာကြာမြင့်ခဲ့ပြီးသည့်နောက်တွင်တော့မော်တော်ပေါ်ကအဖြစ်ပြက်သည်ကျမအတွက်ဟာသာတစ်ခုဖြစ်သွားခဲ့ပြီဟိုစင်းကကျမ၏နာကျင်မှုနှင့်အခံရခံမှုတို့ကိုလည်းကျမကိုယ်တိုင်ရီမောနိုင်ခဲ့ပြီ။ လောကမှာစိတ်ကူးဖြင့်မှန်းဆအပြည့်ထုတ်ရန်မဖြစ်နိုင်သော ပု္ပ္ပာများစွာရှိနိုင်ကြောင်းလည်းကျွန်မလက်ခံခဲ့ပါပြီ။တခါတခါတော့ဖျားဖူးဧည့်သည်တို့ကိုအရာရီမြစ်တလျှောက်မော်တော်ခီးဖြင့်ကုန်းတော်ကြီးဖျားနှင့်ကြောက်ကူဥမင်ကိုလိုက်ပို့ရတတ်သည်။ထိုအခါမျိုးတွင် ကျွန်မသူ့ကိုအမဲလိုလိုတတိရတတ်ပါသည်။ထိုအခါမျိုးတွင် ကျွန်မခက်ရှက်ရှက်ဖြင့်ပြုံးမိသွားတတ်၏။ သို့သောကျမရင်ထဲမှာ လွမ်းဆွတ်တန်းတသည့်ဝေဒနာဖြင့်နှင်ကနေနာကျင်လေးပင်သွားရတတ်ပါသည်ယခုမှတော့အာလုံးပြီးဆုံးသွားခဲ့ပြီသူ့ကိုလည်းကျမတကြိမ်တခါမျှပြန်လေမတွေ့ရတော့ပြီဖြစ်သည်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမရဲ့မိတ်ဆွေများအားလုံး တာယာချမ်းမြေတဲ့နေလေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစီရှင်။